ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇလံလီကတော့စာရေးသူဆရာမင်းပိုင်ရေးသားထားတဲ့ကျွန်တော်စာမဏိနှစ်ဝိဆာမြမုံမောင်းဆိုတဲ့ဇလံလီပဲဖြစ်ပါတယ်စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်ဆွေများခန်းစားနာဆင်ပေးကြပါဦးရှင် က်ချော့ပါကွာငါမင်းတို့စီကလူချင်းတာတခြားမဟုတ်ဘူးမင်းတို့လိုအစွန်ထက်တဲ့လူတွေကိုရန်သူလောက်ရအောင်လဲငါမှအဲ့လောက်ထိထက်မြက်တဲ့သူမဟုတ်ဘူးဒါဆိုပါလို့ငါအမောက်ဖမ်းရတာလဲငါထွေရထမိတယ်သူကြည့်ရတာငကားမိတ်ဆတွေရဲ့ရန်ကိုမကြောက်ဘူးကျွန်တော်တို့ပဲကြောက်မဲ့ပုံပဲဒါကြောင့်မို့သူတို့ကိုဘာမှမလုပ်နိုင်အောင်သူတို့ကိုမတားဆီးနိုင်အောင်တိတော့ကိုတစားခံဖြစ်ထားပြီး တို့လွတ်မြောက်အောင်လှုပ်ရှင်းပုံပဲကျွန်တော်လဲတို့သားကျွန်တော်နဲ့ပတ်သက်တဲ့သူတွေကိုမထိခိုက်ဘူးဆိုရင်ဘာမှမလုပ်ပဲနဲ့လှုပ်ပေးဖို့တွေးထားပြီးသားဒါပေမဲ့တိတာအနာတရားဖြစ်ရင်တော့တို့ဘွားကိုတို့တွေးထားတဲ့နယ်လို့ကျွန်တော်စိတ်ထဲမှာတော့ကြုံရမိတယ်ဘာလို့လဲဆိုတော့မင်းတို့ထဲမှာ तू ကအားနေဆုံးမဟုတ်လားသူ့မဖမ်းရင်ငါမင်းကိုရော မင်းကိုယ်ကိုပါဖမ်းပြီးတရားခံလို့လို့မရဘူးလေမင်းတို့လို့စွန်တဲ့လူတွေကို ဖမ်းရအောင်လဲငါမယူသေးဘူးငါတို့လွတ်ဖို့အတွက်တရားခံလိုက်ရတာပါမင်းတို့လွတ်ဖို့အတွက်ပဲမညမသိတော့ဖမ်းတာလို့ငါတော့မထင်ဘူးမင်းတို့တကယ်လူချင်းတာပါလေအောက်ပြည့်တခွေမတိသူချပါတဲ့မကောင်းသူပဲကောင်းသူကဲဆရာလေးစမနီပိတာပါပေတယ် အရန်ပါနတ်တာပဲဟုတ်ပါတယ်ငါတကယ်လိုချင်တာဒီရလွတ်သွားဖို့တခုတည်းမဟုတ်ဘူးငါရဲ့တကယ်ရည်ရွယ်ချက်ကဒီရွှေနှကားကိုဖမ်းသွားဖို့ပဲခမရဘသူလဲခမရနဲ့မယ်ဘလို့ခေါ်လဲဒီလိုအထင်ကရဆရာလေးတယောက်ကကျွန်တော်လိုဘာမဟုတ်တဲ့လူတယောက်ရဲ့နာမည်ကိုဘာလို့သိရှင်းတာလဲဆရာလေးကသိရှင်းတော့ကျွန်တော်ကရောပျော်ပြရမှာလား ကြောက်နမဲဝိစာညမိုးမောင်လို့ခေါ်ပါတယ်။အော်ဟုတ်ပါပြီ။ခမရနမဲကိုဝင်းဝင်းထက်ထဲကြွလိုက်တယ်ဟာခမရဟာပညာလေးမတက်တခေါက်နဲ့ဝိစာရရောင်ဖရရောင်လိုက်လုံးနေတဲ့သူဆိုတာကိုကျွန်တော်သိလိုက်ပြီ။ဘာပြောတယ်။မင်းဘာပြောတယ်။ကျွန်တော်သူစိတ်တို့အောင်တမင်စိတ်ကိုစွပြီးတော့ပြောတယ်။ကျွန်တော်စိတ်စွလိုက်တဲ့အတိုင်းသူကစိတ်တို့သွားတယ်။ဒါပေမဲ့ အာမတန်လို့မှန်ချော့သွားတဲ့ပုံပဲသူတို့လူတွေကကျွန်တော်နာမည်ကိုသိကြတယ်ကြည့်ရတာကျွန်တော်ကိစ္စလည်းအထက်အောက်လူတော်တော်များများသိနေကြပြီထင်တယ်ပါလေကျွန်တော်ပြောတာမှန်သွားလားကျွန်တော်ခမည်းကိုပြောထားတယ်မှန်လားကျွန်내ပတ်သက်တဲ့လူတွေကိုမထိဖို့ထိဖို့မပြောနဲ့စိတ်နဲ့တောင်မပြစ်မှာပါနဲ့လို့ဒါပေမဲ့ခမည်းပြစ်မှုနှစ်ခုကျွလွန်လိုက်ပြီးဝိဆာမြမှုမှပထမတစ်ခုက တီတာကိုတစားခံလှုပ်တယ်နောက်တစ်ခုကမလာကိုဖမ်းဖို့တွေ့တယ်ငါစတယ်ရတီယိုလာရတဲ့ရည်ရွယ်ချက်မှာတီရွှေနှကားကိုဖမ်းဖို့ပဲဒီတော့ငါလှုပ်ဆရာရှိတာကိုလှုပ်ရမှာပဲတကယ်လို့မင်းကတောင်လိုက်ပြီးတော့ပိတ်ပိတ်နေအောင်မဆိုင်တော့ငါတရားမဲဆိုင်တော့မင်းတို့ညမကိုရှောင်းခေါ်သွားမှာရော်ခတ်တာပဲမင်းကငါ့ကိုပြောထားတယ်လေသူနဲ့ပတ်သက်တဲ့လူတွေကိုစိတ်နဲ့တောင် ပြစ်မှာဖို့မင်းမရှင်းလို့လားနောက်တစ်ခေါက်ပြန်ပြောပြရအောင်မလားဒါမှမဟုတ်အသားမနာသေးလို့မမှတ်သေးတာများလားမလောက်ပါနဲ့ကျွန်တော်ကြောက်ပါတယ်ကျွန်တော်ကြောက်လဲကြောက်ပါတယ်မှတ်လဲမှတ်မိပါတယ်ဒါဆိုပါလို့ငါအမားကိုမင်းကမလွတ်ပေးသေးတာလေဒါဒါလေကျွန်တော်ကြောက်လို့မိပြီးတော့မလွတ်ပေးမိတာဟဲ့ကောင်တွေ သူ့ကိုလှုပ်ပေးလိုက်။သူကအဲ့လိုလှမ်းပြတော့သူတပည့်တွေမှာတီတောင်လှုပ်ပေးတယ်။ကြည့်ရတာဝိဆာမြတ်မုံမောင်းဆိုတဲ့သူကမာယာတော်တော်များတဲ့လူဖြစ်မယ်။ချက်ရှင်မျက်နှာခတ်တတ်နေပြီးချက်ရှင်မျက်နှာကျူပြန်သွေးတယ်။တခုခုကိုကြံစည်နေတဲ့ပုံပဲ။အဲ့ဒီချိန်မှာမာလာကိုထက်ထားတဲ့ပလင်ကတစ်ဖြည်းဖြည်းသိလာတယ်။တရာလုံးရှိတဲ့ရွက်ကိုရောက်တော့အဲ့ဒီပလင်လေးကသေးတိုင်းချက်သွားတယ်။သိလာတဲ့ပလင်ကို ်ဝိဆဆူတဲ့လူအားတွားောက်တယ်ခမရဘာလုပ်လိုက်တာလဲအဲ့ဒီပလင်ကရောဘာလို့သေသွားလဲဒါငါလုံးလို့မဟုတ်ပါဘူးဒီပလင်ရဒီလိုပဲအချိန်ကြာရင်ပြန်ပြီးတော့သေသွားတဲ့မော့စီနဲ့လှုပ်ထတာဒါကလည်းမင်းကိုပေးဖို့ကောက်တာလားလို့ထင်လားငါမင်းတို့ကိုစကားပြောနေတာအကောင်းမထင်နဲ့ငါချိန်ဆွဲခဲ့တာ အခုအဲ့ဒါတွေလုံလောက်သွားပြီနှုတ်ဆက်ပါတယ်သွားပြီသူဟာပလင်းကိုကောက်ပြီးချိန်မှာသူတပည့်ဖြစ်သူတည်တာကိုလိုက်ကျက်နေသောကောင်ကိုလှမ်းကြည့်ပြီးတော့မင်းငေါ်လိုက်တယ်အဲ့ဒါဟိုကောင်ကကောင်းပြည့်ညိပြတော့သူတို့ဟာယုံကြည်ချက်ပြည့်ရှိသူတရားလို့ဖြစ်သွားပြီးတော့ခုနစကောက်ထပြောတယ်သူအဲ့ဒီလိုပြောပြီးတဲ့ချိန်မှာကျွန်တော်စိတ်ထင်အစီရင်လို့ထင်ရတဲ့အရာတစ်ခုသူတို့ရဲ့ခြေထောက်အောက်မှာပေါ်လာတယ် အဲ့ဒီအရာကအဝိုင်းပုံစံရှိပြီးတော့အထက်မှလည်းအိန္ဒိယဆလုံးပုံစံတွေရှိတယ်။အဲ့ဒီအရာဘာမလို့တရုတ်ကတရုတ်ခြုံကြည့်ချက်ရှိနေရတာလဲ။ပေးကျွန်တော်ပလင်းပေးကျွန်တော်ကိုင်းမယ်။အဲ့ဒီချိန်မှာတီထောင်ကြက်နေတဲ့ကောင်ကသူ့ဆရာကြီးကပလင်းကိုသူကင်ထားမယ်ပြောပြီးတော့တောင်းထားတယ်။အဲ့လိုတောင်းတာတော့သူကလည်းပေးတယ်။ကျွန်တော်နဲ့ငထွေကောတီတာပါအဲ့ဒီချိန်ထိဘာမလုပ်ဘူးကြိပဲကြည့်မိတယ်။ အဲ့ဒီရာဘာမလို့ခမားပဝင်လေးဟတ်နာလဲဘာလို့လဲဆိုတော့ခဏနေရင်မင်းတွေ့ရလိုက်မယ်ဘာပဲဖြစ်ဖြစ်ငါလိုချင်တာကိုရောရမယ်လွတ်လဲလွတ်မြောက်သွားပြီပြီးပြီလေဒါကြောင့်မလို့လွတ်ဆက်ပါတယ်ဒီလိုစကားတွေပြောနေချိန်မှာသူတို့ရဲ့အောက်ကစက်ဝင်ပုံစံရှာမှာအလေးအောင်တွေထွက်လာတယ်မျက်လုံးတွေချိန်ဆက်သွားလောက်အောင်ကိုလင်းတာမလို့ကျွန်တော်လည်းမျက်လုံးတောင်မှိတ်လိုက်မိတယ်ဒီလိုနဲ့အလေးအောင်ပြောက်သွားလို့ ညက်လုံးဖွင့်ကြည့်လိုက်တော့ကျွန်တော်ချင်းမှာလူနှစ်ယောက်သာရှိတော့တယ်။တယောက်ကတော့တီတာကိုကြိုက်နေတဲ့သူ၊တယောက်ကတော့သူ့ဆရာ၊ကျန်တဲ့သူတွေအားလုံးပျောက်ကွယ်သွားပြီ။ဟင်။ငါဘာလို့ဒီမှာရှိနာလဲ။ဘာလို့နေရမပြောင်းတာလဲ။ကျန်တဲ့လူတွေကဘယ်မှာလဲ။မင်းမင်းငါ့ကိုဘာလို့တော့လဲစမ်းမနေ။တောင်းမှန်ပါတယ်မွေးစားဖေး။အဲ့ဒါကို ကျွန်တော်လုပ်ခဲ့တာပါ။ပါ မင်းမင်းမွေးစားရကြုံမနှက်တဲ့ကောင်မင်းဘာလို့ဒီလိုလောက်တာလဲကွကြည့်ရတာခုနပေါ်လာခဲ့တဲ့အစီရင်မှာချွတ်ပြောင်းစီရင်ဖြစ်မယ်ပြီးတော့အဲ့ဒါကိုတီတော်ကြိုက်တဲ့ကောင်ကလှုပ်ခဲ့ပုံမယ်သူကစီရင်လှုပ်တဲ့သူဆိုတော့ဘယ်သူပါမယ်မပါဘူးဆိုတာကို သူကိုယ်တိုင်ပဲလှုပ်လို့ရမယ်ထင်တယ်ဒါကြောင့်မို့သူတို့ပါမတော်အောင်စီရင်ကိုပုံဖော်ခဲ့တာထင်တယ်သူကအဲ့လိုလှုပ်ခဲ့ပြီးတော့မာလာကိုထက်ထားတဲ့ပလင်းကိုအကြံနဲ့ တောင်းယူကင်ထားတာဖြစ်မယ်။ပြီးတော့သူဟာသူ့ဆရာမိသားကိုမဖြစ်ဘူး။ကျွန်တော်တို့စီကိုမလာကိုထက်ထားတဲ့ပလင်လေးကိုကင်ပြီးတော့ရှောက်လာတယ်။မင်းရပါလို့ဒီလိုလောက်တာလဲ။မင်းဆက်ရောက်တစ္ဆာဖောက်တာလား။ကျွန်တော်ဆက်ရမဟုတ်ပါဘူး။သူကကျွန်တော်ရဲ့မွေစားအဖေပါ။အဖေရင်တယောက်လို့ကျွန်တော်အပေါ်ကောင်းခဲ့တာပါ။ဒါဆိုပါလို့မင်းသူ့ကိုတစ္ဆာဖောက်တာလဲ။ ျွန်တော်တို့တစ္ဆာမဖောက်ဘူးကျွန်တော်တို့ကဲခဲ့တာမေမာအမြော်မြင့်ရှိတယ်မဆိုးကိုတွက်ပဲကိုမကြည့်ပဲကျေးဇူးရှင်တွက်ပါတွေးပေးတယ်ရေရှည်ကိုကြိုကြည့်နိုင်တယ်ကြိုတွေးနိုင်တယ်ဘာလို့လဲကိုကျွန်တော်နားမလဲဘူးဘာလို့ကိုအားသူဒီလူကိုအဲ့လောက်ချီးကျူးနာလဲငါထွေးမှာတီတာကိုကြိုက်နေတော်သူနဲ့စကားအပြန့်အလှန်ပြောတာကို ကျွန်တော်ကတော့ဘာမှပြောဘဲနဲ့ဝင်နာထောင်တယ်ပြီးတော့မှဟိုကောင်ရဲ့စကားအနက်တဲ့ဘက်ကို လေးစားလို့ကျွန်တော်ကထချီကျူတာဒါကိုကျွန်တော်ညီလူပိလင်ငထွေရနားမလဲလို့ကျွန်တော်ဘာလို့ချီကျူတာလဲဆိုတာကိုဖွင့်ထုတ်မိတယ်ဘာလို့လဲဆိုတော့ချီကျူထိုက်လို့ပေါ့ငထွေရအဲ့ဒါကိုကျွန်တော်နားမလဲဘူး तू ကဘာမှကြီးကြီးမားမားလောက်ခဲ့တာလည်းမဟုတ်ဘူးမမသိတော့လို့ချင်းလို့ကျွန်တော်တို့ကိုဖားတဲ့နေနဲ့မလာကိုကဲခဲ့ပြီးသူ့လူကိုသူ့ ပြန်သက်စာဖောက်ခဲ့တာပဲလေမဟုတ်လားကိုမဟုတ်ဘူးငါထွေမင်းအဲ့ဒီလိုတွေးတဲ့ဆိုရင်တော့အဲ့ဒါအတွေးမှာပဲသူဟာသက်စာဖောက်တရားလို့မြင့်ရင်သက်စာဖောက်သူလို့ထင်ခံရမယ်ဒါပေမဲ့သူအခုလိုမလုပ်ပဲထွက်ပြေးမယ်ဆိုရင်လဲငါတို့လက်ကလွတ်ဖို့ဖြစ်နိုင်ပါမလားအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်အေးဟုတ်တယ်အဲ့ဒါကိုသူကသိလို့ဒီလိုလုပ်ခဲ့တာ အဲ့လိုပဲတကယ်လို့သူသားအခုလိုမလုပ်ခဲ့ရင်တီတာကိုလည်းရှာနိုင်မှာမဟုတ်ဘူးအဲ့ဒီထက်အရေးကြီးတာသူ့ရဲ့မွေးစားအဖေကိုလည်းသူ့ကန့်နိုင်မှာမဟုတ်ဘူးအခုချိန်မှာသူ့အဖေကအမှားကြီးကြီးမမှမလို့ရသေးတော့ခုတ်လုပေးလို့ရနိုင်သေးတယ်လို့သူတွေးခဲ့တာအဲ့ဒါသူ့ကိုချီချူးထိုက်တော်ရပဲဒါဆိုရင်သူကတခါတည်းနဲ့အခွင့်အရေးသုံးခုကိုအရယူနိုင်ခဲ့တယ်ပေါ့အဲ့လိုလားကိုအေးပေါ့ အထက်မြန်လိုက်ရှင်လဲမြားမှာပေါ့ဘယ်သူကတိနိုင်မှာလဲဒါနဲ့မင်းနဲ့မယ်ရောဘလို့ခေါ်လဲကျွန်တော်နဲ့မယ်ဝေယံပါဩဝေယံမင်းတို့ရဲ့အကြောင်းကိုငါ့ကိုနည်းနည်းပပပြပြနိုင်မလားဟုတ်ကဲ့ပြပြနိုင်ပါတယ်အကိုစားမနေရပေါ့သိရှင်တာလဲအမေမင်းအရင်ချင်းနေပါလား မဟုတ်ပါဘူးကျွန်တော်ကဒီတိုင်းပါပဲထားပါတော့မင်းเจ้าကိုပဲပြပြပါမင်းမှာဘာဆွမ်းရှိလဲမင်းမွေးစားဖေးမှာကောဘာဆွမ်းရှိလဲငါ့ကိုရင်ပြပြဒါနဲ့အဲ့ဒါမတိုင်ခင်မှာအခုမှလောက်ထုတ်ပေးဟုတ်ကဲ့ကျွန်တော်တို့ဆွမ်းကိုနည်းနည်းစိတ်ဝင်စားတာမလို့ကြက်ပြခိုင်းတယ်သူ့လက်ထဲမှာကင်ထားတဲ့မလာကိုထက်ထားတော့ပြင်ထဲကနေမလာကိုထွက်ခိုင်းတယ်တစ္ဆက်ဖောက် မင်းငေါ့လည်းသစ္စာဖောက်တယ်ငါလိုအပ်တဲ့အရာကိုလည်းအခုလက်ထက်ကနေပြန်လှုပ်ပေးတော့မလို့လုပ်နေတယ်မင်းကငါမမွေးစားတင့်ခဲ့ဘူးမင်းကတည်ဖို့ပဲထိုက်တန်တဲ့ကောင်းပဲဝေယံမာလာကိုလှုပ်ပေးဖို့လှုပ်တဲ့ချိန်မှာသူ့ရဲ့မွေးစားဖေးဒေါသတွေအလေးလေးထွက်လာပုံနဲ့ဂျန်ကုံကလုံစားချက်ဆိုတဲ့အတိုင်းလုံမီလောရကိုလှုပ်ဖို့ပြင်နေသူအဝေယံကိုတတ်ဖို့လှုပ်တယ်အဲ့ဒါတခြားအရာတွေနဲ့မဟုတ်ဘူး သူ့လက်ထဲကစွမ်းနဲ့ပြစ်တာအစွမ်းကအမဲရောင်ဖြစ်နေတယ်ကြည့်ရတာဝိဆာမြမုံမောင်းဆိုတဲ့လူကအောက်လံပညာသင်ယူခဲ့တာထင်တယ်ထွေရနဲ့လူတွေကိုလှက်စားပြီးတော့လောက်စားနေသူလည်းဖြစ်မယ်အဲ့ဒါနဲ့ကျွန်တော်မျက်လုံးဖွင့်ကြည့်တော့သူ့ရဲ့ခန္ဓာကိုယ်မှနေ အမဲရောင်ငွေသက်တွေရှိနာကို ကျွန်တော်တွေ့ရတယ်ထွေချိန်မှာကျွန်တော်လဲသူမလာကိုပါကြောင့်အသေးအတန့်လိုချင်နေမှသိတော့တယ် မာလာကိုဖမ်းပြီးသူ့ရဲ့ဆွမ်းကိုတိုးဖို့အတုံးချဖို့လှုပ်ချင်တာအဲ့ဒီချိန်မှာသူပြစ်လိုက်တဲ့ဆွမ်းကဝေယံစီကိုတက်တက်ပြေးဝင်လာတယ်ဝေယံမှာကျွန်တော်ရဲ့ဘေးနားမှာလည်းရှိမနေဘူးကျွန်တော်တိုင်းကလည်းလုံးမလုပ်ဘူးဒါနဲ့ပဲကျွန်တော်လည်းအလင်းအမြန်စိတ်တက်ကနေကွန်ပန်ကိုတွားကပေးဖို့အမိတ်ပေးတယ်အစင်မမြင့်သေးတဲ့အောက်လန်ဆရာဖြစ်လို့ကွန်ပန်တားထားနိုင်တယ် ဒါကြောင့်မောဝေယံကိုမထီဘူး။ရာဇာမင်းသူ့ကိုချက်ထားလိုက်။ဟုတ်ကဲ့ရှင်ကျွန်တော်ချက်ထားပြီသူ့ကိုတတ်ရမလား။မလုံနဲ့ဒီအရာကိုတိုးလို့စရမလိုဘူး။ဝေယံကိုလောက်ခိုင်းလိုက်ပါ။ဝေယံအခုကစပြီမင်းမွေးစားဖေရဲ့တည်ခြင်းနဲ့ရှင်ခြင်းကမင်းပေါ်မှာမူတည်တယ်။မင်းစိတ်တော့ကငါလေးစားလို့ဒီတစ်ချိန်မင်းကိုခွင့်ရပေးလိုက်မယ်။မင်းဆုံးဖြတ်ပါ။ ကျွန်တော်လည်းရာစာကိုချုပ်ခိုင်းထားပြီးဟိုရင်စိတ်ကြိုက်လှုပ်စစ်ဖို့လွှဲပေးထားတယ်။ကျေးဇူးတင်ပါတယ်။ရှားပါတယ်။မေမာလာကိုလှုပ်ပေးပြီးမင်းလှုပ်ချင်တာကိုဆက်လှုပ်ပါ။ဟဲ့ကောင်မလှုပ်နဲ့မင်းသူ့ကိုလည်းမလှုပ်ပေးနဲ့။မင်းမင်းလှုပ်ပေးရင်တော်ပါတော့ဖေရဲ့ကျွန်တော်တောင်းပန်ပါတယ်။အခုချိန်မှာရာအလုံးကအကိုရဲ့အမေအောက်မှာရှိတယ်။သူကမှန်ကန်တာကိုလှုပ်တဲ့သူပဲ။ ဖဲ့ကိုလည်းตาအဲ့လိုဖြစ်စေချင်ခဲ့တာตาရဲ့အဖေဟာမင်းကိုနှစ်နှစ်လုံးလုံးကြွေမွေပြစ်စုခဲ့တာ အဖေစကားကိုตาနှာထောက်ပါกว่าเนาะအဖေตาလည်းတောင်းပန်มาတယ်အဖေကိုပြောစရာတစ်ခုပဲရှိတယ်အဲ့ဒါနောက်ပိုင်းအဖေဒီလုပ်တွေကိုလုပ်စရာမလိုပဲအေးချင်းချင်းနေနိုင်မဲ့ဘဝမျိုးကိုတားလုပ်ပေးမယ်ဆိုတာပါအချင်းချင်းသိမင်းခမညာ ကျွန်တော်ဖားခင်မှာရှိတဲ့မကောင်းသောပညာချက်တွေကိုဖယ်ထုတ်ပေးပါလို့တောင်းဆိုချင်ပါတယ်။ဝေယံဒီလိုပြောပြီးမလာကိုအပြင်ကိုထုတ်ပေးတယ်။အဲ့ဒီအချိန်မှာရှာစားရလဲဝိစာမြမမောင်းဆိုပြီးအယောင်ဆောင်ပညာတဲ့အောက်လန်ဆရာကိုမကောင်းတဲ့ပညာတွေကိုဖယ်ထုတ်တယ်။အဲ့ဒီလိုပညာတွေထွက်သွားတော့မြမမောင်းကအောက်လဲကြပြီးတော့သတိမိသွားတယ်။လောကကြီးနဲ့ခဏခဏဆက်သွယ်ပြတ်ခဲ့တယ်။ ကျေးဇူးကြီးလာပါပေတဲ့ရှင်သိမင်းမင်းငါ့ကိုကျေးဇူးတင်ဖို့မလို့အရှင်ကသာကျေးဇူးတင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတဲ့ကိုစာမင်းရှားပါတယ်တဟာမင်းဆုံးဖြတ်ချက်ပဲမလာမပလင်တဲကထွက်လာပြီရှင်လှုပ်အပ်တွင်နဲ့မြေပြင်မှာတူထောက်ပြီးတော့ကျွန်တော်ဘာရဲ့ကြောက်လဲမသိဘူးတောင်းပန်နေတယ် ထပါမလာရဲ့နင်ကိုကိုဘာလို့တောင်းပန်တာလဲနင်ပါမှမမလုပ်တာဘူးလေမမသိတာပြောတာဟုတ်တာပဲမလားနင်ဘာလို့တောင်းပန်တာလဲတီတာငကားမမလားဒူထောက်နေတာကိုသွားထုတ်ရင်းနဲ့မေးတယ်ငထွေးကလည်းထောက်ခံတယ်ကျွန်တော်ရဲ့ညီတွေညီမတွေသူရင်ချတွေမဟုတ်တာတော့သူတို့ရဲ့စိတ်ဓာတ်တွေကကျွန်တော်နဲ့တသားတည်းရှိတယ်ဘာလို့လဲဆိုတော့သူတို့လည်းကျွန်တော်လိုပဲမခင်ချင်ရင်မခင်ဘူးခင်မင်းရင်လည်းသူက မိသားစုဝင်တယောက်လိုအမြဲတမ်းအရေးတကြီးကြီးဖြစ်နေတတ်သူပဲမတောင်းပန်ရင်မာလာကိုကိုကိုတသက်လုံးဘလို့မှခလုံးနိုင်မှာမဟုတ်ဘူးဘာလို့လဲမာလာငါကတော့နင်ဘာမှပြစ်လောက်ထားတာမတွေ့ဘူးလောက်ထားရင်လဲငါခလုံးနိုင်ပါတယ်ဒီတော့နင်ငါ့ကိုတောင်းပန်စရာမလိုဘူးအရှင်ကအဲ့လိုပြောလေမာလာကိုကိုကိုပို့ပြီးခမလွတ်ပေးနိုင်လေပဲ။ အရှင်ကကျွန်တော်မျိုးမပေါ်ဒီလောက်တောင် ကောင်းမေးခဲ့တာတောင်ကျွန်တော်မျိုးမဖန်ချုပ်ခံတားရတော့ကအရှင်ကိုမကောင်းတဲ့စိတ်တွေနဲ့မြင်နေခဲ့မိတာ။ဩပါမြန်လဲလို့ချွေရောင်နဂါဖြစ်နေသေးတာတောင် လောဘဒေါသမောဟမောင်ကနေလွတ်နိုင်သေးပါလား။အေးလေယဟန်တာမှမဟုတ်ပဲငါဆိုရင်လဲမင်းနဲ့ရမှာဆိုအဲ့လိုပဲတွေးမိမှာပဲ။ဒါကြောင့်မို့ငါခုတ်လို့ပဲလို့ရပါတယ်။ငါကြောက်မိတာမင်းခုလို့ဖွင့်ပြမလာပဲရှင်တဲမှာ။ အမှန်ဖုံးသွားခဲ့မှကိုပဲအခုတော့မင်းကငါခုတ်လို့ပေးနိုင်တာကြောင့်မင်းစိတ်ထဲမှာဘာမှမထားနဲ့အရှင်ပုံစံတိုင်းပဲပြက်နေပါအေးပါဟုတ်ပါပြီအခုချိန်ကစပြီးနေရနေရှိနေတဲ့နေရာကိုနေပြန်ရောက်သွားပြီအဲ့တော့ကြံတဲ့အရာတွေကိုနေစိတ်ကြိုက်လို့ပါနေနန်တော်နဲ့ပတ်သက်ပြီးနေရကိုနဲ့ပတ်သက်ပြီးမမဝင်ပါတော့ဘူးဟုတ်ကဲ့ဝေရနဲ့သူ့ဖိတ်ကိုတော့ငါခေါ်သွားရလိမ့်မယ် ဟုတ်ကဲ့အရှင်းစန္ဒာတိုင်းပါပဲတို့ပေမဲ့ပြန်တော့မပြန်ပါနဲ့အောင်ကျွန်တော်မျိုးမအရှင်းကို တနိုင်တမြကျွမွေးပြဆုချင်သေးပါတယ်ရပါတယ်ငါမအလုပ်ကိစ္စတွေလည်းရှိသေးတယ်ဒါကြောင့်ငါပြန်မရမယ်ဒီမှာလည်းကြာကြီးဆက်မနေတော့ဘူးအရှင်းဒါဆိုမလာချင်းကိုဘယ်လိုကျေးဇူးဆရမှာလဲရပါတယ်မင်းဖြစ်ချင်တာကို အကောင်းဆုံးစူးစမ်းပါ အောင်မြင်လာတဲ့တနေ့မင်းငါကိုကျေးဇူးဆက်ခွင့်ရမှာပေါ့ဒါပေမဲ့ငါမင်းစီကဘာမှမျှော်လင့်ချက်မထားဘူးချက်ဆက်ချောက်ရမယ်ခီးကိုကိုယ့်အကူကိုပို့စဉ်းစားပြီးတော့လျှောက်ပါဟုတ်ကဲ့ပါရှင်မလာချင်းကိုပြန်တွဲနိုင်မယ့်နေ့ပြန်ကျေးဇူးဆက်နိုင်တဲ့နေ့ဖြစ်အောင်ကြိုးစားပါမယ်အချင်းဆုံးမတဲ့စကားတွေကိုလည်းမှတ်သားလိုက်နာပါမယ်ကောင်းပါပြီတဲ့ဗျာ မထင်မိဘူးငကားရရာဒီလိုကျေစုတရားနားလဲပြီးတန်ရောစဲနှောင်ကျူတွေထားလိုက်မယ်ဆိုတာတခါမှလည်းမတွေးမိဘူးကျွန်တော်လည်းသူတို့ငကားနန်းတော်နဲ့ပတ်သက်တာတွေကိုဝေမချုပ်ချင်တော့မလားကိုလည်းကိုပါကိုအကိုပါလို့ပြောလိုက်တယ်ပြီးတော့ဝေရံတဲ့သူ့ဖိတ်ကိုတော့မြေပေါ်ကိုပြန်ရောက်မှပဲဖတ်ဆက်လို့မယ်ဆိုတာဆက်ပြီးတော့ဆုံးဖြတ်မယ်လို့စဉ်းစားတယ်မလားကိုနှုတ်ဆက်ပြီးကျွန်တော်တို့လက်ထွက်ခဲ့ကြတယ် ဝေယံလဲသတိလင်းနေတဲ့သူ့ဖက်ကိုထမ်းပြီးကျွန်တော်တို့နောက်ကိုလိုက်ပတ်လာခဲ့လေတော့တယ်ဆက်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်စာမဏေနဲ့ဝိဆာမြမောင်ဆိုတဲ့ဇလံလေးကတော့ဒီမှာပဲတခန့်ရပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်ခန်းစက်လေးတွေကိုလည်းမစ်ဆွေများဆက်လက်ဆောင်မြောင်းအပ်ပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေ။